မြန်မာကိုကဘာကသိစေမဲ့အလှမဲ့ခေတ္တကိကိုထူထောင်နိုင်ခဲ့လို့အခုလိုအများကြီးကျူးခံနေရတဲ့ဆရာထွန်းလွင် ဆရာတူရဲ့လို့အများကချစ်ကြတဲ့ထွန်းလွန်ဆိုရင်တော့မြမအလှမယ်လောကအတွက်တော့တကယ်ကိုတမုံဖြစ်နိုင်တဲ့ဆရာတယောက်ပါဆရာတူရဲ့စွန်းဆောင်မှုတွေကြောင့်ပဲမြမပြိသက်များစွာကလည်းအလှမယ်တွေကိုချီကျူးအားပေးလာခဲ့ကြသလိုကဘာမှလည်းမြမအလှမယ်တွေကပို့ပြီးတော့နေရချင်းချင်းပေါ်ပေါ်နဲ့ကြော်ကြားလာခဲ့ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဆရာတူမွေးထုတ်ပေးခဲ့တဲ့အလှမယ်များစွာတွေကမှအလှမယ်လေးသေးစုငင်းကတော့နာမည်အကြီးဆုံးဖြစ်ပါတယ်နောက်ပြီးအလှမယ်နီနီလေးဟာဆိုရင်လည်းမြမနိုင်ငံမှာအမျက်မှားဆုံးသောနေရာကိုရရှိထားတဲ့အလှမယ်တယောက်ပါရှင်ဒီလိုမျိုးနာမည်ကြော်ကြားတဲ့အလှမယ်လေး တွေများစွာကိုလွင်ခဲ့တဲ့နှစ်အတော်ကြာကလေးကဆရာထုကတေချာလေးမွေးထုတ်ပြီးတော့အမြေတောင်မြောက်ပေးခဲ့ပါတယ်။2020ခုနှစ်မှာဆိုရင်လည်း Miss Earth ပြိုင်ပွဲကြီးမှာမြမကိုစားပြုအလှမယ်လေးကို Top 8အနေအထားရောက်ရှိအောင်လို့အမြေတောင်မြောက်ပေးနိုင်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့မြန်မာကိုစားပြုအလှမယ်တွေမွေးထုတ်ဖို့ National Director အနေနဲ့တာဝန်ယူခဲ့တဲ့အချိန်မှာတော့ဒီလိုမျိုးကြီးမားတဲ့အနေအထားတစ်ခုကိုရယူပြသွားနိုင်ခဲ့ပါတယ်။ဒါတည်းမကနောက်နှစ်2021ခုနှစ်မှာလေ Miss Grand မြန်မာကိုစားပြုအလှမယ်ကို Top 20ထဲဝင်အောင်လို့ထပ်ပြီးတော့ပံ့ပိုးပေးနိုင်ခဲ့တာကဆရာထူးရဲ့ချီးကျူးစရာကြီးအချက်ပါပဲ။ ဒါတွေမကသေးပါအောင်ရှင်2023ခုနှစ်မှာတော့ခုနကပြောခဲ့တဲ့အတိုင်းမြန်မာနိုင်ငံရဲ့ rank အမြင့်ဆုံးအလှမဲ့ဖြစ်လာမယ် Miss Grand မြန်မာနီနီလေးအိမ်ကိုအစွမ်းကုန်ကူညီပံ့ပိုးပြီးတော့လမ်းမတုံတင်မှုတွေပြုလုပ်ပေးခဲ့သေးပါတယ်ပြောရမယ်ဆိုရင်တော့အဲ့ဒီအချိန်ကလေးကမြန်မာပြည်သက်တီများစွာရဲ့ရင်းထဲမှာအလှမဲ့လေးတွေကအခိုင်အမာနေရယူလာခဲ့ပြီးတော့အလှမဲ့ခေတ်တစ်ခေတ်ကိုပြောင်းလဲထူထောင်နိုင်ခဲ့ပါတယ်အခက်ခဲအတားစီမျိုးစုံကိုရင်ဆိုင်ခဲ့ရပေမယ့်ဆရာသူကအလှမဲ့လေးတွေအတွက်ရှိကနေကောက်ွက်ရက်ကြည့်ပြီးတော့ဆရာကောင်းတယောက်ပြီးသားတဲ့ပုံစံတွေကိုထိန်းသိမ်းထားခဲ့ပါတယ်နောက်နေ့2023 2024မှာတော့တက္ကမတော်အတိုင်းအတန်းနဲ့ပွဲဆူသွားစေတဲ့ Miss Grand Myanmar တဲဆူငင်းနဲ့အတူအများနဲ့မတူတဲ့အလှမဲ့လမ်းကိုရှောင်းလန်းခဲ့ပြီးတော့ပြည်သက်အချစ်ကိုပို့ပြီးတော့ရရှိလာခဲ့ပါတယ်။ဒီလိုနဲ့ပဲမြန်မာအလှမဲ့လေးတွေကိုကမ္ဘာမှာလူသိများနေရရလာအောင်ကြိုးစားတင်မြပေးခဲ့တဲ့ဆရာသူကဘယ်အလှမဲ့ပွဲကိုပဲဂိုင်ဂိုင်လက်နဲ့ထရင်ရွှေဖြစ်တဲ့ဆိုသလိုအောင်မြင်တဲ့အလှမဲ့တွေကိုပဲမွေးထုတ်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ Miss Grand ပွဲရဲ့ Gear Tamori ကျောင်းတခြားအလှမဲ့ပွဲကိုလက်လွဲယူခဲ့ရပြီးမြစ် International မြန်မာကိုစားပြုအလှမဲ့ကို Top 10နဲ့အထိရောက်ရှိစေခဲ့ပြန်ပါ ါတယ်။ဒါတွေမှာကတိတ်ပြီးတော့လူသိမများလှတဲ့အလှမဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Cosmo ပွဲကိုလည်းတေချာလေးကင်တွယ်တင်ကြပေးခဲ့ပြီးတော့ကမ္ဘာအလယ်မှာမျက်နှာရရှိခဲ့ပါတယ်။ဒီလိုမျိုးအလှမဲ့ပေါင်းများစွာကိုတာမန်အနေအထားတစ်ခုမဟုတ်ဘဲကမ္ဘာကတည်စေတဲ့မြန်မာတဲ့အနေအထားတစ်ခုရအောင်တင်ကြပေးခဲ့တဲ့ဆရာသူကိုအလှမဲ့လေးတွေကလည်းကျေးဇူးမမေ့တင်ပါဘူးနော်။ အခုဆိုရင်ဆရာထုအနေနဲ့မြန်မာအလှမယ်လောကကိုမြေတောင်မြောက်ပေးခဲ့တာခုနှစ်နှစ်တောင်ကြာသွားခဲ့ပါပြီရှင်။ဒီရလောက်ကလွယ်ကူတော့မဟုတ်ပေမယ့်ဝါသနာကိုအရင်ခံပြီးစူးစမ်းတင်ပြပေးမှုတွေကြောင့်အလှမယ်လေးတွေရဲ့ဆရာထုဆိုတဲ့အနေထားတစ်ခုကိုရောက်ရှိလို့လာခဲ့တာပါ။တော်ရုံခက်ခဲပင်ပန်းမှုတွေမဟုတ်ပဲမျက်ရည်ကျရတဲ့အထိတက်ခမ်းမှုတွေအများကြီးခံခဲ့ရပေမယ့်ဒီလိုမှတ်တိုင်ကောင်းတွေကိုစိုက်ထူနိုင်ခဲ့တဲ့အတွက်အရန်ကုံယူမိတဲ့အကြောင်းကိုခုနှစ်နှစ်ပြည့်မှာတော့ဆရာထုကဝမ်းသာစွာနဲ့ထုတ်ပြောလာခဲ့ပါတယ်။ဒီနယ်ပယ်မှာဆရာတင့်အောင်နေနဲ့မဆက်တင်ခင်ကကိုရင်ကလည်းအလှမောင်တရားအဖြစ်ရှောင်းလိုက်ခဲ့ပြီးပြိုင်ပွဲတွေကိုဝင်ပြ ိုင်ခဲ့တဲ့အတွက်ဆီယာနီယာကရောတပည့်နီယာကပါကိုကျင်းစာနိုင်ပြီးတော့ပြည်ပြည်စုံနဲ့ဆီယာကောင်တယောက်ဖြစ်လာခဲ့တယ်လို့ပြောလို့ရပါတယ်။ဒီလိုမျိုးဘဝမျိုးကိုဘာနဲ့မှမလဲနိုင်တာကြောင့်ဘလောက်အခက်အခဲအတားအဆီးတွေဝေဖန်တိုက်ခိုက်မှုတွေကြုံတွေ့နေရပါစေ။နောက်ထပ်အလှမဲ့ပေါင်းများစွာကိုကမ္ဘာကတည်တဲ့အထိအောင်မြင်အောင်မြင်တောင်မြောက်ပြီးသွားအောင်မယ်ဆိုပြီးတော့ဆရာသူကပြောလာခဲ့ပါတယ်။အရင်အလှမဲ့ဟောင်းတွေကိုလည်းလုံးဝပြတ်မထားပဲအလှမဲ့နယ်ပယ်မှာသာမကအမှုပညာနယ်ပယ်မှာပါရက်တည်နိုင်အောင်လို့လမ်းပြတင် जा ပေးနေစေပါ။ ဒီလိုမျိုးကမ္ဘာကတည်တဲ့အလှမဲ့ခေတ်တစ်ခေတ်ကိုပြန်လည်ထူထောင်နိုင်ခဲ့တဲ့ဆရာတို့ကိုပြည်သက်ကြီးတို့ကရောချစ်ကြပါရဲ့လားရှင်။